ထိုင်းစုံခရံရေကစားပွဲတော်အတွက်ထိုင်းဆိုရကဘတ်ဂျက်ငွေ183သန်းချပေးထားပါတယ်။ထိုင်းရိုးရစုံခရံရေကြံရိုးရကြံပွဲတော်ကျင်းပနိုင်ဖို့အစိုးရဟာဘတ်ဂျက်ငွေဘတ်183သန်းခွဲဝေချထားပေးပြီးခီးတော့ဧည့်သည်5သန်းနီးပါးလာရောက်လည်ပတ်မယ်လို့ခန့်မှန်းထားတဲ့အကြောင်းဒီနေ့ရှင်းသတင်းကဖော်ပြပါတယ်။အစိုးရရဲ့ထိုင်းခီးသွားလုပ်ငန်းရွှေနှင်းမျှော်မှန်းချက်နဲ့အညီအခု2025မဟာဆုံခရံကမ္ဘာ့ရည်သွေးပွဲတော်ကိုကျင်းပဖို့ ဝန်ကြီးချုပ်ပေတုံနံကဦးဆောင်တဲ့မျိုးသားကော်မတီကလည်းခုလိုဘတ်ဂျက်ခွဲချထားပေးတာလို့ထိုင်းနိုင်ငံအောက်ကစားနေခီးသွောလိုက်ရေးဝန်ကြီးကပြောပါလိမ့်ဒီပွဲတော်ကိုလာမယ့် AB 12ကနေ16နှစ်အထိဘန်ကောက်မြို့မြဖျားရှိကစာနယ်လုံးရင်ပြမှာကျင်းပသွားမှာဖြစ်တယ်လို့အနည်း6.5 5 64လျက်မျော်လင့်ထားပါလိမ့်အာနာပိုင် TAT ကတော့ပွဲတော်အတွင်းမှာလမ်းလျှောက်တဲ့ကြံဒေဂီတာဖြောဖြစ်ပွဲတွေ အီရီယန်ဖြောပြပွဲတွေနဲ့ဖျားကြောင်းကနေမှာဆင်းချင်းမမှုတွေပါဝင်အစားအသောက်ပြပွဲတွေလည်းပါဝင်မယ်ဆိုပါတယ်။ဒါအပြင်ဒီပွဲတော့ဟာအန်အောပွဲကောင်းတဲ့ထိုင်းနိုင်ငံရဲ့မဟာခီးသွားလုပ်ငန်းနဲ့အာကဇာနဲ့2025ကမ်ပိန်းရဲ့ဒစိတပိုင်းအနေနဲ့ပါဝင်လာမှာဖြစ်သလိုကမ်ပိန်းအနေနဲ့နိုင်ငံတွင်းမှာတစ်နှစ်ပတ်လုံးခီးသွားပွဲတော်တွေအာကဇာပြိုင်ပွဲတွေပါဝင်တိတက်ခီးသွားအခွင့်အရေးတွေအတွက်ရည်ရွယ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ နှစ်တကူတညံပွဲတော်တွေကိုတော့နှစ်တနည်းအေပီလမှာကျင်းပလေးရှိပြီးထိုင်းပြည်အိန္ဒိချင်းမြန်မာလောကမ္ဘောဒီးယားအိန္ဒိယတရုတ်ယူနယ်ပြည်နယ်တွေမှာလည်းကျင်းပလေးရှိပါတယ်ထိုင်းရဲ့မဟာဆုံဂရန်လို့ခေါ်တဲ့တညံပွဲတော်ကိုတော့ UNESCO ဖွဲ့ကကမ္ဘာအဝေးနဲ့စည်းဝင်ဖြစ်ပြီးခဲ့တဲ့2023ဒီဇင်ဘာ6ရက်နေ့ကအတည်ပြုကြေညာထားပြီးဖြစ်ပါတယ်လက်ရှိမှာတော့ညာနာမူပိုင်ခွင့်အတွက်လည်းထိုင်းကစက်တင်ဘာအတွက်လုပ်နေတယ်လို့ဆိုပါတယ် တောင်အပြင်ထိုင်းနိုင်ငံဟာခီးသွားလုပ်ငန်းတွေကိုအဆမတန်တိုးချဲ့နေပြီလာမယ့်2028ကစပြီး Formula 1ကောင်းမွန်ပြိုင်ပွဲတွေပါလက်ခံကျင်းပဖို့မျှော်မှန်းနေတယ်ဆိုပါတယ်ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ထိုင်းနိုင်ငံအတွက်အကျိုးအမြတ်တွေနဲ့ပလန်ကောင်းမွန်ပြိုင်ပွဲကျင်းပဖို့ဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးအစိုးရကလေ့လာသွားမယ်လို့ဘန်ကောက်မှာ F1 မှုဆောင်အရာရှိချုပ်နဲ့တွေ့ဆုံပြီးပီတိုနက်ရှင်နယ်ဝက်ကပြောပါတယ်ထိုင်းနိုင်ငံဟာခီးသွားလာရေးဖိုချက်အဖြစ် နိုင်ငံအဆင့်တန်းကိုမြင့်တင်ဖို့၃စိမြင့်မာတဲ့ခီးသွားတွေကိုဆွဲဆောင်ရမှာအထောက်ကူဖြစ်စေဖို့ဘန်ကောက်မှာ Formula 1ပြန်ပွဲတွေတက်မှတ်ခြင်းပါပဲဆိုပါလေအဲ့တော့ F1 အမှုဆောင်အရာရှိတွေအားလည်းဘန်ကောက်ကိုသွားပြီးတော့လမ်းကြောင်းတွေကိုလေ့လာခဲ့ပါလေပြီးခဲ့တဲ့သတင်းပတ်ကွန်ပိုင်းကမဲလ်ဘန်မှာရာသီဖွင့်ပြိုင်ပွဲပြစတင်ခဲ့တဲ့2025ရာသီအတွက် F1 ပြိုင်ပွဲ24ပွဲနဲ့သုံးဖို့ကိုကားလမ်းတို့မဟုတ်ပတ်လမ်းတွေမှာရှင်းပြမှုစနစ်ထားပါလေ ပလန်ကောင်းမွန်ပြမွေးတွေကိုအများပြည်သူသုံးကားလန့်နေပေါ့အလုံးစုံဖြစ်စေတစိမ့်တစ်ပိုင်းဖြစ်စေဖိတ်ပြီးတော့အတူချုံကောင်းမွန်ပြန်ကွင်းများဖြစ်အသွင်ပြောင်းထားတဲ့လမ်းတွေမှာရှင်ပြန်နေရှိပါတယ်ဒီပြန်ကွင်းတွေဟာတနအီကို322ကီလိုမီတာနှုန်းကျော်နဲ့မောင်းနှင်နိုင်တဲ့ရေပညာမီပြန်ကားတွေအတွက်အသုံးပြုပါတယ်စင်ကာပူနိုင်ငံဟာ F1 ပြန်ကွင်းကိုမြို့ရဲ့ကန်နဖူပေါ်မှာရှိတဲ့ Marina Bay ပလန်မှာလက်ခံကျင်းပပူပါတယ်ပီရိုနရှင်နိုဝတ်အစိုးရဟာ နိုင်ငံကိုကမ္ဘာထိပ်တန်းအမှုပညာရှင်တွေနဲ့ပွဲတော်တွေလက်ခံကျင်းပရာအကောင်းဆုံးနေရာအဖြစ်နဲ့ခီးသောလုပ်ငန်းကိုအောက်ကိုအားထားဖြစ်တဲ့နိုင်ငံဖြစ်ရတည်ရမှာရခိုင်ဝန်ကြီးချုပ်စရိတာရဲ့ကြိုးပမ်းအားထုတ်မှုကိုတော့အခြေခံထားပါတယ်။ထားနိုင်ငံဟာမိုတိုဂျီပီကာဘွန်မြောင်းပွဲကိုလည်းအရှင်ဖြစ်လက်ခံကျင်းပခဲ့ပါပါတယ်။အဖော်ပြပွဲကိုလည်းအရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိခြင်းဟာဘန်ကောက်မြို့တော်ရဲ့အခြေခံအဆောက်အုံခွေးလူလည်းဘုအခွင့်အလမ်းကိုတောင်မှာခီးသောအများပြောက်ကိုဆွဲဆောင်နိုင်လိမ့်မယ်လို့ပေဒိုနယ်ရှင်နာဝတ်ကပြောပါတယ်။